စစ်သားကြီး ကျွန်တော်ကိုဘာလို့တက်ရတာလဲအတင့်ကိုဘာများလုံးမိလို့လဲဗျာတောင်းမှန်ပါတယ်မင်းသားလေးကျွန်တော်မျိုးကိုတစုံတစ်ယောက်ကအတင့်အချက်ခိုင်းစီလို့ပါအေးချမ်းစွာ အနားယူပါတော့မင်းသားလေးဟိုးရှိရှိတုန်းကရာနီလို့ခေါ်တဲ့မင်းသားတစ်ပါးရှိတဲ့သူရဲ့မိခင်ကွယ်လွန်သွားပြီးတဲ့နောက်ဖခင်ဖြစ်သူဟာနောက်ထပ်မိန်းမတစ်ယောက်ကိုလက်ထပ်ပါတဲ့အဲ့ဒီမိန်းမဟာ လောဘကြီးပြီးတော့မနာလိုဝန်တုံမှုများပါတဲ့ကွယ်မိတွေးဖြစ်သူဟာရာနီကိုချစ်ဟန်ဆောင်ပါတဲ့ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အမြဲတမ်းမကောင်းတဲ့အကြံအစီတွေနဲ့ပြည့်နှက်လို့နေပါတယ်သူ့ကိုငါဘလို့လို့ရင်ကောင်းမလဲတကယ်လို့ငါရဲ့သားသမီးလေးသာရလာခဲ့ရင် ဟောဒီကရာနီကစူးညံ့ကလုတ်တခုပဲရာနီဒီနေ့ကစပြီးတော့မဲတော့နာမနေ တားကိုစနေတကြဖြစ်စီဖို့တင်ကြပေးမယ်ဒီကိစ္စကိုဘသူကမှမပြောနဲ့နော်ငါကကောင်းစီခြင်းလို့လောက်ပေးနေတာဟုတ်ကဲ့တားနားထောင်ပါမယ်အမေရဲ့စကားကိုနားထောင်ဖို့အသင့်ပါဗျအမေကိုတားရဲ့အမေရင်တယောက်လို့သဘောထားပါတယ်ရာနီလေးဟာမိတွေးအပေါ်ကို အမြဲတမ်းယူသေးလေးစားပါတဲ့ဒါပေမဲ့မိတွေးဖြစ်သူကတော့ပင်မလွတ်တဲ့အလုပ်တွေကိုပဲအမြဲတမ်းခိုင်းပါတဲ့ကွယ်ဒီနေ့မှာ မိတွေးဖြစ်သူဟာအခန်းထဲမှာတိုင်နေရင်းနဲ့တွေးတောက်နေပါတယ်။ဒီကောင်လေးကိုငါဘလို့လုပ်ရင်ကောင်းမလဲ။ငါဘလောက်ပဲနှိပ်စက်နေပါစေ။သူကအပြုံးမပြတ်ပါပဲလား။ဒီနိုင်ငံကြီးတစ်ခုလုံးကိုငါရဲ့ရင်သွေးလေးကိုပဲပိုင်ဆိုင်စေချင်တယ်။သူ့ကိုဒီနိုင်ငံကနေပြတ်ကွယ်သွားအောင်လုပ်မှရှာမယ်။သူချိန်မှာမိဖုရားရဲ့အနီးကပ်အကြံပေးတူရောက်လာခဲ့တယ်။အဲ့ဒီအကြံပေးသူရဲ့နာမည်ကတော့မန်ညိုးလို့ခေါ်ပါတဲ့ မန်ညိုငါလုံးမဲ့အစီအစဉ်တစ်ခုရှိတယ်။ရွာနီကိုနန်းတော်ကနေနှင်ထုတ်ချင်တယ်။သူကြီးလာရင်ဒီနိုင်ငံအတွက်အနောက်ရှက်ဖြစ်လိမ့်မယ်။မိမိဟာတေချာစဉ်းစားပြီးပြီလား။ဒီကိစ္စကအရန်ကိုအန္တရာယ်များပါတယ်။အိုးေငါစဉ်းစားပြီးပြီမန်ညိုငါရင်သွေးလေးသာရလာခဲ့ရင်ဒီနိုင်ငံကို သူ့ကိုပဲအုပ်ချုပ်စေချင်တယ်။ဒီတော့ငါ့ကိုယုံကြည်ရတဲ့စစ်သားတယောက်ခေါ်ခဲ့စမ်း။ မိန်တော်တိုင်းမှာမိဖုရားအဲဒီနောက်မိဖုရားရဲ့အနာကိုစစ်သားတယောက်ယောက်လာခဲ့တယ်မိန်ကြောက်လာပြီလားငါမိန်ကို အထူးအလုပ်တစ်ခု ခိုင်းเสียရရှိတယ်မှန်လားပါမိဖုရားဘာလုပ်ပေးရမလဲဆိုတာကို ပြောပါ ကျွန်တော်မျိုးထမ်းဆောင်ဖို့အစဉ်သင့်ပါပဲအေးငါကမင်းသားရာနီကိုဒီနိုင်ငံမှာမရှိစေချင်ဘူးဘသူကမှတတိမထားမိပဲနဲ့တန်တရားလဲမဝင်အောင် ငါနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပေးပါ။ကားတံကိုကြတော့စစ်သားလဲလန့်သွားတာပေါ့။ဒါဒါဖြစ်ရင်မိဖုရားပြောချင်တာကမင်းသားလေးကိုတတ်ဖို့လား။ဒါကအလွန်ခက်ခဲတဲ့အလုပ်ပါ။အပြစ်မဲ့တဲ့ကလေးလေးကိုတတ်မလို့လား။ဟဲ့ငါပြောပြီးပြီနော်။နင်သူ့ကိုမတတ်နိုင်ရင်ငါကနင့်ကိုတတ်မယ်။တတ်လို့မရရင်နင့်ကိုထောင်ချမယ်။ငါအမိန့်ကိုလိုက်နာစမ်း။ စစ်သားလည်းကြောက်လွန်းလာကြောင်းမိဖုရားရဲ့အမိကိုနာခံမှုသဘောတူလိုက်ရပါတော့တယ်။ရဲအနှင်းငယ်ကြာပြီးတဲ့နောက်ဘယင်ကြီးနဲ့မင်းသားရာနီတို့တာဖာနှစ်ယောက်ဟာဥယျာဉ်ထဲမှာတွေ့ဆုံကြတယ်။ဒါတော့ဒီအပိုင်းမျက်နှာလေးမကောင်းပါလား။ဘာများစိတ်ညစ်စရာ ရှိလို့လဲကွယ်။စိတ်ညစ်စရာမရှိပါဘူးခမဲတော်မဲတော့ကိုလွမ်းနေလို့ပါ။အော်ဒါတော့ရေ။ဒါရဲ့ဒုတိယမိခင်ကလည်းတားကိုအယမ်းချစ်နေတာပဲကွယ်။ စိတ်မညစ်ပါနဲ့တော့ဒိုးချိန်မှာပဲမိတွေးဖြစ်သူရောက်လာခဲ့တယ်။သားလီမဲချိန်ကထွက်သွားလိုက်တာလေအရန်စားကောင်းတဲ့ဟင်းလေးလှုပ်ထားတာအမေကသားကိုစားစေချင်လို့လိုက်ရှာနေတာလေသွားစားရအောင်နော်မနဲ့တည်းကဘာမှမစားရသေးဘူးမဟုတ်လားအဲ့ဒီလိုမျိုး ဟန်ဆောင်စကားကိုကြားတော့ဘယင်ကြီးကတော့ဝမ်းသာနေပါတယ်ငါဒီမိမကိုလက်ထက်တာအရန်ကိုမှန်ကန်သွားပြီ ။ "तू आ ငါရဲ့သားတော်လေးကိုလည်းတော်တော်ကိုဂိယူဆိုင်ပါလား။ဒီလိုနဲ့တရက်မှာမိဖုရားကစစ်သားကိုခေါ်ပြီးတော့ပြောပြန်တယ်။ဒီမှာနင်အဲ့ဒီရွာနီဆိုတဲ့မင်းသားကိုဘယ်အချိန်တက်မှာလဲ။အချိန်တွေသာကုန်သွားတယ်ဘာမှလည်းထူးခြားမလာပါလား။မှန်လားပါမိဖုရား။ကျွန်တော်မျိုးဘယင်ကြီးနဲ့နန်းသူနန်းသားတွေမရှိတဲ့အချိန်ကောင်းကိုစောင့်နေတာပါ။ဇုံတယောက်သာမြင်သွားခဲ့ရင် ီဗီယားနဲ့ကျွန်တော်မျိုးအခက်အခဲတွေနဲ့ရင်ဆိုင်ရမှာကျိန်းနေပါဗျ။ဒါဖြင့်မနေ့ပြန်ကြာရင်ဘယင်ကြီးနဲ့ဝင်းမင်းတွေဟာ အခြားနိုင်ငံကို သွားကြလိမ့်မယ်။သူတို့မရှိခိုက်ဒီကိစ္စကို ပြီးပြတ်အောင်မြန်မြန်လုပ်ဆန်းနောက်တနေ့နေထွက်တဲ့အခါမှာစေတားကမင်းသားရာနီကိုအရေးတကြီးကြီးနဲ့စောင့်ကြည့်နေပါတဲ့။မင်းသားရာနီလေးကတတိမထားမိပဲပုံမှန်အတိုင်းစော့ကစားနေတာပေါ့ကွယ်။အင်း ငါဒီအပြစ်ကင်းတဲ့မင်းသားလေးကိုဘယ်လိုများတတ်ရပါမလဲမိဖုရားကြီးရဲ့အမိန့်ကို မနာခံရင်လေငါဟာတည်ရမှာဒီတော့စစ်သားလေးပေးထားတဲ့တာဝန်ကိုကျေပွန်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်သူဟာဖြည်းဖြည်းချင်းမင်းသားရဲ့အနာကိုကတ်သွားတယ်ပြီးတော့အပြင်ကို လက်ခွက်သုံးပြီးတော့ခေါ်ထုတ်ခဲ့ပါတယ်မင်းသားရာနီကျွန်တော်မျိုးတို့အရေးကြီးကိစ္စနဲ့နန်းတော်ရဲ့အပြင်ကိုထွက်ရပါမယ်မင်းသားလေးလည်းကျွန်တော်မျိုးနဲ့အတူလိုက်ရပါလိမ့်မယ် အခုသွားမယ့်နေရာကလည်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အခုတော့မလိုက်နိုင်သေးဘူး။ကျွန်တော်မျိုးရဲ့မိခင်စီကနေခွင့်ပြုချက်တောင်းရပါအောင်မယ်။အဲ့ဒီလူမမဟုတ်ရင် သူမက စိတ်ဆိုးပြီးတော့ဒေါသထွက်နေပါလိမ့်မယ်။စစ်သားလည်းအနှင်းငယ်တော့အခက်တွေ့သွားတာပေါ့။စိတ်မပူပါနဲ့မင်းသားလေး။မိဖုရားကိုယ်တိုင်ကခေါ်သွားခိုင်းတာပါ။နေရာကောင်းလေးကိုသွားကြစို့။စစ်သားငါပြောပြီးပြီလေ။ ငါရဲ့မိခင်ကိုငါကိုယ်တိုင် ခွင့်ပြုချက်သွားတောင်းမယ်။ဒီလိုနဲ့မင်းသားလေးလည်းမိတွေးဖြစ်သူစီကိုသွားခဲ့တယ်။အမေသားတော်ဟောရီကစစ်သားနဲ့တူနန်းတော်အပြင်ကိုသွားခြင်းလိုပါ။ရတာပေါ်သားရဲ့တော်ထဲမှာဒူးဆန်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့တတ္တဝါတွေမျိုးစုံရှိတယ်။လိုက်သွားလိုက်နော်။အဲ့ဒီတော်တွေကတားကောင်တွေကအန်တရရှိရမဟုတ်ဘူးလားမရှိပါဘူးတားတော်ရဲ့ ပထမဆုံးချိန်မှုစိတ်လှုပ်ရှားနေတာပါ။ဘာမှမကြောက်နဲ့နော်။စစ်သားနဲ့ဒူလိုက်သွားလိုက်။ဒီတော့မင်းသားလေးလည်းတော့တဲ့ကိုလိုက်သွားတာပေါ့ကွယ်။မှတ်ပြီလား။နင်ခုကစပြီးတော့ဒီနန်းတော်ကိုဘယ်တော့မှ ပြန်လာလို့မရတော့ဘူး။ငါရဲ့ရင်သွေးလေးပဲဟောဒီကနိုင်ငံကြီးကိုအောက်ချုပ်စေရမယ်။မင်းသားရာနီနဲ့စစ်သားကလူသူကင်းမဲ့တဲ့တော့တဲ့ကိုရောက်လာခဲ့ကြပါပြီ။တော့အုပ်ကြီးရဲ့အလဲကိုရောက်တာနဲ့ စစ်သားဟာအသင့်ယူလာတဲ့မြားနဲ့မင်းသားလေးကိုပြစ်ထည့်လိုက်ပါတော့တယ်။မြားဟာမင်းသားရဲ့လဲပင်တက်တဲ့ကို ထိမှန်သွားပြီးတော့သူ့ရိုင်ထဲမှာလဲကျသွားတာပေါ့ကွယ်။"အိုးစစ်သားကြီးကျွန်တော်ကိုဘာလို့တတ်ရတာလဲ။အသင့်ကိုဘာများ လုံးမိလို့လဲဗျာ။"တောင်းမှန်ပါတယ်မင်းသားလေး။ကျွန်တော်မျိုးကိုတစုံတစ်ယောက်ကအတင်းအကျပ်ခိုင်းစီလို့ပါ။အေးချမ်းစွာအနားယူပါတော့မင်းသားလေး။ ထို့နောက်စစ်သားဟာလူသူကိမဲ့တဲ့ဒေါ်အကြီးရဲ့မှာမင်းသားလေးကိုစွန့်ပစ်ခဲ့ပါတော့တယ်။အဲဒီနောက်သူဟာနန်းတော်ကို ပြန်သွားခဲ့တယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့ဖုန်ကြီးတစ်ပါးဟာတရားကျင့်ကြံဖို့အတွက်ဒေါ်အကြီးရဲ့ကိုရောက်လာခဲ့တယ်။လမ်းလျှောက်ရင်းလျှောက်ရင်းနဲ့လဲကျနေတဲ့မင်းသားလေးရဲ့အနာကိုရောက်လာပါတော့တယ်။အလိုကလေးလေးတယောက်ဒဏ်ရာရီနဲ့လဲကျနေပါလားတနာစရာကောင်းလိုက်တာ။ တကူလုံးလဲသွေးတွေနဲ့ပြည့်နှက်နေပါရောလားအဲဒီနောက်ဖုန်းကြီးဟာ ကလေးရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တယ်သွေးတွေနဲ့ပြည့်နေပြီမလဲကလေးဟာအသက်ရှိနေပါသေးတယ်ဒါကြောင့်မို့ဖုန်းကြီးဟာကလေးကိုဖြင်းညှင်းစွာပွေ့ချီပြီးတော့သူ့ရဲ့တဲရင်လေးစီခေါ်သွားပါတော့တယ်တဲတဲ့ကိုရောက်တာနဲ့ဒဏ်ရာရီကဂယုဒဇိုင်းနဲ့စေကုသပေးပါတော့တယ်များမကြာမီအချိန်မှာပဲကလေးဟာတတိပြောင်းဝင်လာခဲ့တယ်သားလေး အခုကစပြီးတော့ဘာမှစိတ်မပူနဲ့တော့ငါရဲ့ကာကွယ်မှုအောက်မှာဘေးကင်းလုံခြုံပါပြီ။တပတ်နန်းတော်မှာတော့မင်းသားလေးပျောက်ဆုံးသွားတဲ့အတွက်ဘယင်ကြီးဟာအယံကိုစိုးရိမ်နေပါဗျ။စီကန်းတွေတင်းတင်းကြပ်ကြပ်ချားမက်ကအမိန်ပေးတော့တယ်။မိတွေးဖြစ်သူကတော့ဟန်ဆောင်ပြီးတော့ငိုပြနေတဲ့ကွယ်။ငါသားကိုတတ်တဲ့သူကဘသူလဲဆိုတာကိုရှားအောင်စုံစမ်းကြစမ်း။ဘာကြောင့်ဒီလိုကိစ္စကြီးဖြစ်ရတာလဲကွာဟဲ့။ ဒီလိုနဲ့နှစ်တည်ကြာသွားခဲ့တယ်။မင်းသားလေးကတော့ဖုန်းကြီးရဲ့နားမှာပဲကြီးပြင်းလာခဲ့ပါဗျ။ဖုန်းကြီးဟာတမာရီအားနဲ့တရားထိုင်ခြင်းအားပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့တယ်။ရုပ်ပိုင်းဆိုင်ရာတာမကစိတ်ပိုင်းဆိုင်ရာမှာလည်းများစွာကုသပေးပါတဲ့။မင်းသားလေးဟာအသိပညာနဲ့ဉာဏ်ပညာကောင်းမွန်လွန်သူတယောက်ဖြစ်လာခဲ့ပါဗျ။မင်းသားလေးအသက်ကြီးလာတာနဲ့အများနန်းတော်မှာရှိတဲ့ဘယင်ကြီးကလည်းအသက်ကြီးလာခဲ့ပါပြီ။ ဒါပေမဲ့မိတွေးဖြစ်သူကတော့အခုချိန်ထိတာသမီတယောက်မှမရသေးပါဘူးတဲ့ကွယ်အခုတော့သူမဟာစိတ်ပူစားပြူလာခဲ့ပါပြီမင်းသားရာနီကိုတတ်ခဲ့တာမမှန်ကန်မှုဆိုတာကိုလည်းနောင်တရနေပါတယ်နှစ်တွေသာကြားလာတယ်ငါမှတာသမီလည်းတယောက်မှမရပါလားငါရာနီကိုတတ်ခဲ့တာအရန်ကိုမှသွားတယ်ငါတို့အသက်ကြီးလာရင်ဘယ်လိုများလုပ်ရပါတော့မလဲအကြည့်မကောင်းတဲ့မိဖုရားကို ကလေးမရနိုင်ခြင်းဖြင့်ဘုရားသခင်ကပြစ်ဒဏ်ပေးတော်မူခဲ့တယ်။မိဖုရားငါတို့စောင့်ခဲ့တာအချိန်ကြီးကြာနေပြီ။ငါသားလေးဒီကဘာမှာတကယ်ပဲမရှိတော့ဘူးလားကွာ။ဘယင်ကြီးရဲ့အတန်ဟာစိတ်ပြတ်အားငယ်မှုတွေနဲ့အပြည့်နဲ့ပေါ်ကွယ်အချိန်ကုန်လွန်သွားခဲ့တယ်။ဘယင်ကြီးရဲ့ကျမ်းမာရေးလည်းဆက်လက်ပြီးတော့ရိုးရင်းလာခဲ့ပါတယ်။သူ့ရဲ့နှလုံးသားထဲမှာဖြစ်ပေါ်နေတဲ့တားဘောစိုးရိမ်မှုတွေ ရန်စုံမှုတွေကြောင့်ကုသဖို့ရာပို့ပို့ပြီးတော့ခက်ခဲလာခဲ့တယ်။ဒီရာတွေကပဲသူ့ရဲ့ကျမ်းမာရေးကိုဆူဆူရွာရွာထိခိုက်စေခဲ့တာပေါ့။နောက်ဆုံးမှာတော့သူ့ရဲ့အသက်ကိုဆွတ်လွတ်သွားရတဲ့အထိ ဖြစ်သွားပါတော့တယ်။နန်းတော်တွင်မှရှိတဲ့လူတိုင်းကဘယင်ကြီးတည်ဆုံမှုတွေဝမ်းနည်းပူဆွေးနေကြပါရဲ့။အဲ့ဒီချိန်မှာဘယင်ကြီးနဲ့အတူကိုရင်လေးတစ်ပါးဟာနန်းတော်ကိုရောက်လာခဲ့ပါရဲ့။ဒါကဘလို့ဖြစ်ရတာလဲ။မှန်လားပါဘုံကြီး။ ဟောဤနန်းတော်မှာကြောက်စရာကောင်းတဲ့ကိစ္စကြီးဖြစ်သွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကဘရင်ကြီးရဲ့သားတော်လေးပျောက်သွားခဲ့ပါတယ်။ဒါဖြင့်ဦးလေးရေဘရင်ကြီးကဘလို့တည်သွားတာလဲဆိုတာပြောပြပါဦး။နာကျင်မှုတွေကြီးကြီးမားမားရှိနေပုံပေါ်တယ်။ဟုတ်ပါတယ်။ဘရင်ကြီးကသူ့သားကိုလွမ်းနေစိတ်နဲ့စားမဝင် အိမ်မပျော်ဖြစ်ခါလုံမပါပြီးတော့တည်တဲ့အထိဖြစ်သွားရတာပါ။အခုဆိုရင်တော့အဲ့ဒီပျောက်ဆုံးသွားတဲ့မင်းသားလေးကလည်း ဆယ်နှစ်သားလောက်ရှိနေရောပေါ့တကားတန်တွင်အစုံမှာဖုန်းကြီးဟာတစုံတစ်ခုကိုသတိရသွားတယ်။တော်ရင်မှာဒံယာရီနဲ့လဲနေတဲ့ကလေးကိုပွေ့ချီပြီးတော့တဲရဲကိုခေါ်သွားတဲ့ပုံရိပ်တွေကအတွေ့ရဲမှာတဖြက်ဖြက်ပေါ်လာခဲ့ပါတယ်။ဒါပြင်ဘယင်ကြီးမရှိတော့ဘူးဆိုတော့မိဖုရားကဘလို့နေထိုင်မလဲ။အရှင်ကျွန်တော်မျိုးမအမှန်တိုင်းဝန်ခံစရာရှိပါတယ်။မင်းသားရာနီကို ညှဉ်းပန်းနှိပ်စက်ပြီးတော့တပ်ပြဖို့အတွက်အမိန့်ပေးခဲ့ဘူးပါတယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်မျိုးမဟာကျွန်တော်မျိုးမရဲ့ရင်သွေးလေးရလာခဲ့ရင်ဒီတိုင်းပြည်ကို အုပ်ချုပ်စေခြင်းလို့ပါ။ဘေးနားမှာရှိတဲ့လူတွေအားလုံးလည်းထိတ်လန့်ကုန်ကြတာပေါ့။ဒါဖြင့်ဘုံဘုံလည်းပြောပြစရာရှိတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကတောထဲမှာတရားအားထုတ်ဖို့တွားတော့တောကြီးမြန်မဲထဲမှာတန်ရာရင်းနဲ့လဲနေတဲ့ကလေးတယောက်ကိုတွေ့ခဲ့တယ်။ စံတက်ကြီးတော့အသက်ရှိနေသေးတာနဲ့ငါရဲ့တဲစီခေါ်သွားပြီးတော့ဆေးကုပေးခဲ့တယ်။အဲ့ဒီကလေးလည်းတက်တာသွားပြီးတော့အခုဆိုငါနဲ့အတူရဟန်းတစ်ပါးဖြစ်လာခဲ့ပြီ။သူကတော့ဒီဘက်ကကလေးပေါ့ခွင်းလပါသားရဲ့မဲတော်အမကြီးလှုပ်ခဲ့မိပါရဲ့လောဘနဲ့ကိုကျိုးအတွက်တားကိုတက်ခဲ့မိပါရဲ့ဒါအတွက်အမိကိုအပြစ်ပေးပါအပြစ်တွေကိုခံယူပါမယ်ခွင်းလပါတယ်မဲတော်မဲတော်ကတားအတွက်တော့ အခုရောနောက်ရော အမြဲတမ်းသားရဲ့အမေအရင်လိုပါပဲနားထောင်ပါမိဗျာလောကမှာမနာလိုခြင်းနဲ့လောဘကြီးခြင်းတို့ဟာပျက်စီးခြင်းတို့သာဥတည်နေပါတယ်စိတ်ခံစားချက်များကိုထိန်းချုပ်ပြီးတော့မြစ်တာနဲ့ဂိယူနာကိုသာ လက်ကင်ထားပါမိဗျာအမေကိုခွင့်လွှတ်ပေးလို့ယေရှုတင်မာရဲ့သားရဲ့နောင်တလဲရပါတယ်အခုသားရဲ့အဖေလည်းမရှိတော့ဘူးဆိုတော့ဒီနိုင်ငံကိုအုပ်ချုပ်မဲ့လူမရှိတော့ဘူး နန်းတော်ကိုပြန်လာခဲ့ပါလားတာရင်မလာတော့ပါဘူးမေတခုတော့မှားခဲ့ခြင်းနဲ့အဲဒီရာစာပလင်နဲ့နန်းစည်းစိမ်တွေဆွလွတ်နိုင်တဲ့နေဟာအမေအတွက်အေးချမ်းဆုံးနေဖြစ်ပါလိမ့်မယ်တာရင်ရဟန်းဝင်းနဲ့ပဲအမေနဲ့အတူနန်းတော်မှာလာနေပါလားကွယ်အမေကိုမထားခဲ့ပါနဲ့အမေမှာတာသမီလည်းမရှိဘူးလေအမေတန်ရောစင်နဲ့တွေ့တာမှုတွေတမတ်မှုတွေနဲ့လောဘတွေဟာ တကယ်တော့ငရဲပါပဲဒါတတော်နန်းတော်မှာရှိတဲ့ယာစာပလင်ထတောထဲမှာရှိတဲ့တဲအိမ်လေးကသာ ပို့ပြီးတော့အေးချမ်းပါတယ်အမေလည်းဟောဒီကစည်းစိမ်လေးချားမှာစိတ်ဖြီးစည်းပြီးတော့မနေပါတော့နဲ့မိတွေးဖြစ်သူဟာဘလူဝဲပြောပြောတားလေးကတော့နန်းတော်ကိုလုံးဝပြန်မလာတော့ပါဘူးတဲ့ထို့နောက်ဘီရင်ကြီးဟာထုံတဲ့အစင်လာတိုင်းမိတချိုကြားတော့တယ်နောက်ဆုံးမှာတော့မင်းသားလေးဟာ လောဘကြီးတဲ့မိတွေးဖြစ်သူကိုဥပိ္ပခာပြုနိုင်ပြီးတော့ဖုံးကျူးနဲ့အတူတောထဲမှာပဲအေးချမ်းစွာနေထိုင်သွားပါတော့တယ်ကွယ်။အကျင့်မကောင်းတဲ့မိဖုရားကတော့မျက်ရည်တွေအပြည့်နဲ့နန်းတော်ကြီးထဲမှာပူလောင်စွာကြံ့ရစ်ခဲ့ပါတော့တယ်။ဒီပုံမြင်လေးကို ကြည်ချင်းအဖြစ်လူတယောက်ဟာမနာလိုမှုလောဘဒေါသမောဟတွေတွေကပ်လာပြီဆိုရင်တော့ပူလောင်မှုတွေကို ကိုယ်နဲ့တပါးတဲ့ခံစားရမှာမလွဲမသွေပါပဲရှင်။ကျင်နာမှု မေတ္တာနဲ့ခွင့်လွှတ်မှုတို့ဟာအရန်အရေးကြီးပြီးတော့အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ရမှာကျင့်တည်မလွဲပါပဲရှင်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။